ရုရှားကယူကရိန်းကိုတရင်းကုန်နေကစံချိန်တင်များပြတဲ့ drone တွေနဲ့တိုက်ခိုက်ခဲ့ရမှာ73တိဆုံးခဲ့ရတယ်လို့အရာရှိတွေကပြောပါရယ်။စစ်ပွဲစတင်ကြတဲ့ကအကြီးမားဆုံးသောအကျဉ်းသားလဲလှယ်မှုကို Kiev နဲ့ Moscow တို့ကြားပြုလုပ်ခဲ့တဲ့ကြားကပဲဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။ မြို့တော် Kiev အပဝင်းကြီးမားတဲ့ညဘက်လေကြောင်းတိုက်ခိုက်တာတွေကိုရုရှားကဒုတိယနေ့အဖြစ်ဆက်တိုက်ဖြုတ်လုပ်ခဲ့တဲ့အတွက်လူမှုအကြာထိတ်လန့်တုံ့လုံးမှုတွေဖြစ်ပေါ်ခဲ့ရတယ်လို့ယူကရိန်းရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေကပြောပါရယ်၂022ခုနှစ်ဖေဖော်ဝါရီလမှာမော်စကိုကယူကရိန်းကိုအပြည့်အဝကျူးကျော်တိုက်ခိုက်ခြင်းကလေးက ကြီးမားဆုံးအကျဉ်းသားလဲလှယ်မှုအဖြစ်စစ်သားနဲ့ရဲသားတထောင်စီနှစ်နိုင်ငံကြားလဲလှယ်ခဲ့ပြီးအခုကဲလို့တိုက်ခိုက်မှုပေါ်ထွက်လာတာလည်းဖြစ်ပါတယ် ရုရှားရဲ့နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံသွားတဲ့သူတွေထဲမှာယူကရိန်းရှေ့မြောက်ဒေသစီတိုမီယာရှိအသက်၈နှစ်၁၂နှစ်နဲ့၁၈နှစ်ရွယ်ရှိတဲ့ကလေးငယ်၃ဦးလည်းပါဝင်တယ်လို့အရာရှိတွေကပြောပါတယ်။ရုရှားခေါင်းဆောင်တွေအပေါ်ကြီးမားပြီးစစ်မှန်တဲ့ PR တွေမရှိဘဲနဲ့အခုလိုတိုက်ခိုက်မှုတွေကိုရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီကဆိုရှယ်မီဒီယာပေါ်မှာရေးသားပြောကြားထားပါတယ်ခင်ဗျာ။ လောကောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြင်းချင်ပြီးကူညီနိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ